မင်္ဂလာပါခင်ဗျာအလဲရုံတန်ရဲ့ညာပိုင်းသတင်းတွေကိုတင်ဆက်ပေးမှာပါတင်ဆက်ပေးမယ့်သတင်းတွေကတော့ရန်ကုန် AR သတင်းစာရေးချင်းနဲ့ရခိုင်ပြည်နယ်တို့မှာမိုးတိမ်တောင်များဖြစ်ထွန်းနေပြီးအဆိုပါမိုးတိမ်တောင်များရေရှားရာနေရာများတွင်မိုးရသွန်းခြင်းနဲ့လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်နိုင်တယ်ဆိုတဲ့သတင်း AR ပြင်ကလေးအကြောင်းအဆောက်အအုံများပျက်စီးမှုကိုအနည်းများအလိုက်အပြာရောင်အဆင့်လိမ္မော်ရောင်အဆင့်အနီရောင်အဆင့်ခွဲခြားသတ်မှတ်ခဲ့ကြအောင်စောက်လို့ရင်ဝင်ကြီးပြောကြားရေးဆိုတဲ့သတင်းတူရကီတွင်ပူတင်နှင့်ပုဂ္ဂိုလ်ရေးရာတွေ့ဆုံရန်ဆန္ဒရှိကြောင်းဇယ်လန်စကီးပြောကြားရေးဆိုတဲ့သတင်း ပါကစ္စတန်ရှိစစ်သေးကြတရာကျော်ကိုချိန်မုံနိုင်ခဲ့တယ်လို့အိန္ဒိယပြောကြားတယ်ဆိုတဲ့နည်းပရိသတ်များကြီးလောင်ပြောင်မှုခံရတော့လဲအာနိုးကိုရွေးချယ်မယ်လို့အာနီဆလော့ဆိုတယ်ဆိုတဲ့နည်းအစရှိတဲ့သတင်းကိုတင်ဆက်ပေးပါပါဦးဆောင်သတင်းမို့နေနဲ့ရန်ကုန် AR သတင်းသာရီချင်းနဲ့ရခိုင်ပြည်နယ်တို့မှာမိုးတိမ်တောင်များဖြစ်ထွန်းနေပြီးအဆိုပါမိုးတိမ်တောင်များရွေရှားရနေရာများတွင်မိုးရွာသွန်းခြင်းနဲ့လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်နိုင်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါပါရန်ကုန် AR သတင်းသာရီချင်းနဲ့ရခိုင်တို့မှာမိုးတိမ်တောင်များဖြစ်ထွန်းနေပြီး အဆိုပါမိုးဒီနောင်မြောက်ရွှေရှားရနေရာများတွင်မိုးရွာသွန်းခြင်းနှင့်လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်နိုင်ကြောင်းမေလ၁၂ရက်တွင်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ပါသည်ထုတ်ပြန်ချက်အရဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့်အနောက်အလယ်ပိုင်းတို့တွင်တိမ်အထင်းထင်းဖြစ်ထွန်းနေပြီးကပလီပင်လယ်ပြင်နှင့်ကြံဘင်္ဂလားပင်လယ်တို့မှတိမ်ထူထပ်နေခြင်းကြောင့်မေလ၁၃ရက်နေ့နံနက်ပိုင်းအထိသခိုင်းနေရစွာကြီးကြားပြင်းနေရခိုင်ပြင်းနေ ်ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရစိတ်စိတ်နဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရအနှံပြမိုးထစ်ကြုံရွာပြီးနေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းအေရောက်တိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးပြည်ပြည်နယ်နဲ့မိုးပြည်နယ်တို့မှာနေရကွက်ရိပ်မိုးကြီးနိုင်ကရွာရန်ရွာနှုံးပြည့်ဖြစ်ကြောင်းသိရပါတယ်မိုးတိမ်တောင်ဖြစ်ထုံးမှုအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊အေရယူတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့တွင်မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေရှားရာနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ချုံခြင်း၊မိုးကြိုးပြစ်ခြင်း၊လျှက်စီးလက်ခြင်းနဲ့မူးသီးကျွေခြင်း၊မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ကြောင်းသိရပါတယ်။ဆက်လက်ပြီးအင်အားပြင်းကလေးကြောင့်အဆောက်အုံများပျက်စီးမှုကိုအနည်းများလိုက်အပြာရောင်အဆင့်၊လေမောရောင်အဆင့်၊အနီရောင်အဆင့်ဖြင့်ခွဲခြားသတ်မှတ်ခဲ့ကြောင်းစောက်လူရင်ဝင်ကြီးပြောကြားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါပါ။ အင်အားပြင်းကလေးကြောင့်အဆောက်အုံများပျက်စီးမှုကိုအနည်းများအလိုက်အပြာရောင်အဆင့်၊လိမ္မော်ရောင်အဆင့်နဲ့အနေရောင်အဆင့်ဖြင့်ခွဲခြားသတ်မှတ်ခဲ့ကြောင်းစောက်လင်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးမျိုးတန်ကပြောကြားပါရယ်။မေလ၈ရက်နေ့ကနေပြည်တော်စောက်လင်ဝန်ကြီးဌာနရုံးအမှတ်၁အစည်းအဝေးခန်းမမှာကျင်းပခဲ့တဲ့ငလင်တန်ကြောင့်ပျက်စီးသွားသောအဆောက်အုံများပြန်လည်တည်ဆောက်ခြင်းဆိုင်ရာကိစ္စရပ်များအတွေ့နီးပညာ knowledge sharing ဆွေးနွေးပွဲတွင်ထို့သို့ပြောကြားခဲ့ခြင်းဖြစ်ပါရယ်။ပြည်ထောင်စုဝန်ကြီးကငလင်တန်ကြောင့်ရုံးအဆောက်အုံများ အထူးအဆောက်အအုံများနှင့်ဝန်ထမ်းအရာများထိခိုက်ပျက်စီးခဲ့ကြောင်းအဆောက်အအုံများပျက်စီးမှုအနည်းများလိုက်အပြာရောင်အဆင့်လိမ့်မော်ရောင်အဆင့်အနီရောင်အဆင့်အဖြစ်ခွဲခြားသတ်မှတ်ခဲ့ကြောင်းတာမန်ပျက်စီးမှုဖြစ်တဲ့အပြာရောင်အဆင့်ရုံးအဆောက်အအုံနှင့်ဝန်ထမ်းအရာအဆောက်အအုံများကိုပြန်လည်ပြုပြင်နေပြီဖြစ်ကြောင်း လေမော်ယာအဆင့်ရုံးအဆောက်အုံနဲ့ဝန်ထမ်းအင်အားအဆောက်အုံပျက်စီးမှုများကိုဤပညာရှင်များ၏အကူအညီကိုရယူပြီးပြင်ဆင်ဆောင်ရွက်ရမှာဖြစ်ကြောင်းပျက်စီးမှုကြီးမားတဲ့အနီရောင်ဆက်သတ်မှတ်ထားသောအဆောက်အုံများအားလုံးဖြိုဖျက်ရန်မလိုအပ်သောကြောင့်ဤပညာအသုံးပြုရပြန်လည်ပြုပြင်နိုင်သောအဆောက်အုံများကိုရွေးထုတ်ပြီးမိကဲသို့ဆောင်ရွက်သင့်သည်ကိုသိရှိရန်နည်းပညာဖြန့်ဝေတဲ့အနေဖြင့် knowledge sharing ဆွေးနွေးပွဲကိုပြုလုပ်ရခြင်းဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ဆက်လက်ပြီး level 1အဆင့်အဆင့်တက်တွင်အနေအောင်ဆင့်သတ်မှတ်ထားသောအဆောက်အအုံများကို structure ပညာရှင်များပါဝင်သောအဖွဲ့နှင့် level 2အဆင့်စစ်ဆေးရန် လိုအပ်ကြောင်းအချို့အဆောက်အအုံများကို strengthening ပြန်လည်ပြုလုပ်ရန်နဲ့ repair and retrofit ပြုလုပ်ရမှာဖြစ်ကြောင်းအချို့ structure ကြီးကြီးမားမားထိခိုက်တဲ့အဆောက်အအုံများကိုပြန်လည်ပြုရန်မရနိုင်တဲ့အတွက်ဖယ်ရှားရှင်းလင်းရမှာဖြစ်ကြောင်းဆွေးနွေးပွဲတွင်ငလျင်နှင့်ပတ်သက်၍ခေါင်းစဉ်သုံးမျိုးအကြောင်းဆွေးနွေးမှာဖြစ်ကြောင်း structure ပညာရှင်များသည်မြေပြင်တွင်ကွင်းစင်းစစ်ဆေးပြီး strengthening လက်တွေ့ဆောင်ရွက်နေသူများဖြစ်တဲ့အတွက်အကြီးအစားပျက်စီးနေတဲ့အဆောက်အအုံများကိုစစ်ဆေးရမယ့်နည်းလမ်းများနဲ့ပြုပြင်ရမယ့်နည်းစနစ်များဆွေးနွေးကြမှာဖြစ်ကြောင်းပြောကြားခဲ့ပါသည်ဆက်လက်ပြီး တူရကီတွင်ပူတင်နှင့်ပုဂ္ဂိုလ်အရာတွေ့ဆုံရန်ဆန္ဒရှိတယ်လို့ဇယ်လန်စကီးပြောကြားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာပါတူရကီနိုင်ငံမှာရုရှားသမ္မတဗလာဒီမာပူတင်နဲ့ပုဂ္ဂိုလ်အရာတွေ့ဆုံမှုဆန္ဒရှိတယ်လို့ယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လန်စကီးကမေလ17ရက်နေ့မှာပြောကြားခဲ့ပါတယ်။ငြိမ်းချမ်းရေးရရှိနိုင်ခြင်းရှိမရှိကိုလေးလာတွေ့ချက်ဖို့အတွက်တရားရဲ့ဆွေးနွေးမှုတွေပြုလုပ်ဖို့လိုအပ်ကြောင်းအမေရိကန်သမ္မတဒိုနယ်ထရမ့်ကပြောကြားခဲ့ပြီးတဲ့နောက်ဇယ်လန်စကီးရဲ့မှတ်ချက်စကားထွက်ပေါ်လာတာဖြစ်ပါတယ်။ ဇယ်လန်စကီးရဲ့ကံလန်းချက်နဲ့ပတ်သက်ပြီးကရမလင်ကချက်ချင်းမတုံ့ပြန်ခဲ့ပေယူကရိန်းကောင်းဆောင်ကလည်းရုရှားဟာယူကရိန်းနဲ့၎င်းရဲ့မဟာမိတ်တွေမေဆယ်ရက်ကအစုပြုခဲ့တဲ့ရက်30ကြာအပြည့်ခန့်ရက်စဲရေးကိုညှင်းပယ်မဲ့ဆိုပါကဆွေးနွေးပွဲကိုတက်မှာဟုတ်မဟုတ်ကိုပြောကြားခဲ့ခြင်းမရှိတာဖြစ်ပါတယ်၂၀22ခုနှစ်ဖေဖော်ဝါရီလကယူကရိန်းကိုရုရှားကဝင်ရောက်တိုက်ခိုက်ပြီးတဲ့နောက်ရန်အနေငယ်အကြဖြစ်တဲ့2022ခုနှစ်မလကလေးကယူကရိန်းနဲ့ရုရှားကြားမျက်နှာချင်းဆိုင်ဆွေးနွေးပွဲတွေပြင်းပြောက်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။ တန်တမန်နီလန်းအတွက်မရှိမဖြစ်အခြေခံအကြောင်းရင်းကိုထောက်ပံ့ပေးဖို့အတွက်မနက်ဖြန်ကစပြီးပြည်ဝပြည်ရေရှည်တည်တဲ့နဲ့အပြစ်ခတ်ရေးစဲရေးကိုကျွန်တော်တို့စောင့်ဆိုင်နေပါတယ်လို့ဇန်လန်စကီက ACE လို့မီဒီယာမှာပြောပါတယ်။တည်ဆုံးမှုတွေကိုအချိန်ဆွဲထားစရာဘာအကြောင်းမှမရှိပါဘူး။မေ15ရက်နေ့မှာကျွန်တော်ဟာပူတင်ကိုတူရကီမှာစောင့်နေမှာပါ။ပုံကိုရေးအရာပေါ့ဒီအချိန်မှာတော့ရုရှားတွေဟာစင်ကြေမပေးဖို့မျှော်လင့်ပါတယ်လို့၎င်းကပြောပါတယ်။ ်မေ17ရက်မနက်အစောပိုင်းကလည်းပူတင်ဟာ2022ခုနှစ်မလကအစ္စတန်ဘူမှာပြုလုပ်ခဲ့တဲ့နှစ်နိုင်ငံဆွေးနွေးမှုတွေကို ပြန်လည်စတင်ဖို့အဆိုပြုခဲ့ပါတယ်။ဒါပေမဲ့ယူကရိန်းနဲ့၎င်းရဲ့မဟာမိတ်တွေအဆိုပြုခဲ့တဲ့ရက်30ကြာအပြည့်ခန့်ရက်စည်းရေးကိုတော့ပူတင်ကတုံ့ပြန်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။အစ္စတန်ဘူမှာမေ15ရက်ထက်နောက်မကျစေပဲဆွေးနွေးမှုတွေပြုလုပ်ဖို့အဆိုပြုကြောင်းဒီဆွေးနွေးမှုတွေအဆင်ပြေချုံးဝေစေဖို့တူရကီသမ္မတရီဇက်ဒီရီအာဒိုဂန်ကိုအကူအညီပေးဖို့တိုက်တွန်းသွားမှာဖြစ်ကြောင်းပူတင်ကပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီးပါကစ္စတန်ရှိစစ်ကြောတရားကျော်ကိုချိန်မုန်းနိုင်ခဲ့တယ်လို့အိန္ဒိယပြောကြားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါပါယခုသတင်းပတ်အစောပိုင်းကပါကစ္စတန်နဲ့အိန္ဒိယကထိန်းချုပ်ထားတဲ့ကက်ရှမီးယားဒေသမှာပြုလုပ်ခဲ့တဲ့တိုက်ခိုက်မှုတွေအတွင်းစစ်သေးကြောခေါင်းဆောင်အပါအဝင်စစ်သေးကြောတရားကျော်ကိုချိန်မုန်းနိုင်ခဲ့တယ်လို့အိန္ဒိယစစ်စင်ရေးအကြီးအကဲကမေလ17ရက်နေ့ကပြောကြားခဲ့ပါတယ်အိန္ဒိယစစ်တပ်ဟာလက်ရှိကအီတိုက်ပါအဖွဲ့ရဲ့စခန်းတွေအပအဝင်စစ်သွေးကြော်တွေရဲ့အခြေခံအဆောက်အုံတွေနဲ့လေးကျင်ရေးစခန်း၉ခုကိုတိုက်ခိုက်ခဲ့ကြတဲ့ အိန္ဒိယစစ်တပ်ရဲ့စစ်စင်ရေးညွှန်ကြားရေးမှူးချုပ်ဒုတိယဗိုလ်ချုပ်ကြီးရာဂျစ်ဂါအီကပြောပါရယ်လက်ကာအီးတိုင်ပါအဖွဲ့ဟာအိန္ဒိယနဲ့အိန္ဒိယဗချမ်းမှာရှိတဲ့ကက်ရှမီးယားဒေသတွေမှာတိုက်ခိုက်မှုတွေကိုလှုံ့ဆော်ခဲ့တဲ့အဖွဲ့ဖြစ်ကြောင်းအိန္ဒိယကအပြစ်တင်ခဲ့ပါရယ် မိမိတို့ဟာလက်တပြတ်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးပါကစ္စတန်ရဲ့တုံ့ပြန်မှုဟာကောင်းမွန်ခဲ့ခြင်းမရှိကြောင်းဂါယီကပြောပါရယ်။အိန္ဒိယနဲ့ပါကစ္စတန်ဟာမေဆိုင်ရက်ကအပြစ်ခံရဲစေးရေးသဘောတူညီမှုရရှိခဲ့ပြီးဆင်စုနှစ်တွေအတွင်းစိုးရိမ်စရာအကောင်းဆုံးစေးရေးထိတိုက်တွေးဆမှုကိုအဆုံးသတ်ခဲ့ပါရယ်။အပြစ်ခံရဲစေးရေးသဘောတူညီမှုမရမီအချိန်ကနှစ်နိုင်ငံစစ်တပ်ဟာတနက်တွေလက်နက်ကြီးတွေဒုံးကြီးတွေဒရုန်းတွေနဲ့အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့ပါရယ်။ အပြစ်ခတ်ရဲစင်းရေးအရနျူကလ িয়ার လက်နက်တွေပိုင်ဆိုင်တဲ့အိန္ဒိယနဲ့ပါကစ္စတန်တို့ဟာမြေပြင်ဝင်းဟင်နဲ့ရေပြင်တို့မှာစစ်ရေးလုပ်ရက်တွေအလုံးကိုချက်ချင်းရပ်တန့်ဖို့သဘောတူခဲ့ကြပါတယ်။ပါကစ္စတန်စစ်တပ်ကတော့၎င်းတို့ဘက်ကအပြစ်ခတ်ရဲစင်းဖို့တောင်းဆိုခဲ့ခြင်းမရှိပဲအိန္ဒိယကသာအပြစ်ခတ်ရဲစင်းရေးအတွက်ကြိုးပမ်းခဲ့တာဖြစ်တယ်လို့မေဆက်တရက်ကပြောပါတယ်။အိန္ဒိယကလည်း၎င်းတို့ဟာအပြစ်ခတ်ရဲစင်းရေးအတွက်တောင်းဆိုခဲ့ခြင်းမရှိကြောင်းပြောပါတယ်။နောက်ဆုံးသတင်းပို့တင်နေ ပြည်သက်များ၏လောင်မြောက်မှုခံရတော်လဲအာနိုးကိုရွေးချယ်မယ်လို့အာနယ်ဆလော့ဆိုတဲ့သတင်းကိုတင်ဆက်ပြမှာပါ။လော်ဘူးသင်းဒီပြအာနယ်ဆလော့ကယခုရာသီအကုန်နဲ့ထွက်ခွာတော့မယ့်နောက်ခံလူအာနိုးနေဖြင့်ပြည်သက်များ၏လောင်မြောက်မှုခံရတော်လဲလက်ကျန်ပွဲစဉ်များအတွက်ဆက်လက်ရွေးချယ်သွားမှာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။အာနိုးသည်ယခုရာသီကုန်နဲ့လမ်းခွဲတော့မယ်လို့ကြေညာပြီးနောက်ပထမအုံဆုံးပွဲအဖြစ် မေလ17ရက်နေ့ကအာဆင်နယ်အသင်းနဲ့အိမ်ခွင်းပွဲမှာဒုတိယပိုင်း68မိနစ်တွင်လူစားဝင်ကစားခဲ့ပါတယ်။ပရိသတ်များက၎င်းအပြစ်မှတ်ထားရေးလှောင်ပြောင်မှုများပြုလုပ်ခဲ့တော့လဲအာနယ်ဆလော့ကလက်ကျန်ပွဲများတွင်ဆက်လက်ရွေးချယ်သွားမယ်လို့ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ကျွန်တော်ဆုံးဖြတ်ရမယ့်အရာကကျွန်တော်ဘောလုံးပွဲစဉ်တစ်ပွဲအနိုင်ရချင်တယ်။အာနုနဲ့ဆိုရင်အနိုင်ရမယ်လို့ကျွန်တော်တွေးထားရင်ပေါ့။သူ့ရဲ့အသင်းပေါ်တွင်လည်းပရိသတ်တွေကိုကျွန်တော်ကြွေးတင်နေတယ်။ဘာလို့လဲဆိုတော့အသင်းကတက်နိုင်သမျှပွဲစဉ်တွေများများအနိုင်ရဖို့ကျွန်တော်ကိုငှားရမ်းထားတာပါ။ထရနဲ့ဆိုရင်အနိုင်ရဖို့ပိုကောင်းတဲ့ အခွင့်အလမ်းရှိတယ်လို့ကျွန်တော်ထင်ရင်သူ့ကိုရွေးချယ်ပါတယ်လို့ကောင်းကဆိုပါတယ်။အလဲဟုတ်တန်ရဲ့ညပိုင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြီးစုနားဆင်ပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။